ယံဘရူပကမေနာ တထကတံဇီဝိဒါဝရောပိယအနုပကမေနာဘိခွေတထကတာပရိနိဗ္ဗာယံတိဣတိနာသေသဥစေနာတုတိမေဟောတုတဗရာအထာနာမိတံဘိခွေနဝကာတောယံဘရူပကမေနာတထကတံဇီဝိဒါဝရောပိယ အနုပကမေနာဘေကွေတထာဂတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုသဗ္ဗရာအထာနာမိတံဘေကွေနဝကာတောယံဘရူပကမေနာတထာဂတံဇီဝိတဝရောပိယအနုပကမေနာဘေကွေတထာဂတာပရိနိဗ္ဗာယံတိ ဣတိနာသစ္စာဝစေနာတုတိမေဟောတုသဗ္ဗရာရူပကမေနာ သူတော်ရိုဤလုံလာပယောက အာဖြင့်ဝါသူတော်ရိုဤလက်နေပယောက အာဖြင့်တထာဂတံမြတ်စွာဘုရားသခင်ကိုဇီဝိတာဇီဝိတိန်နရိမာယံဝရောပိယအကျဉ်ချရာဤဝါအကျဉ်တပြရာဤ ဧတံဤသို့မြတ်စွာဘုရားကို သူတော်အားတို့၏လက်နှင့်ပယောကဖြင့်တပြားနိုင်ခြင်းမျိုးသည်အထာနာအကြောင်းမဟုအနဝါကသော အခွင့်မဟုတထာဂတာရှိဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောဘုရားရှင်မူသည်များတို့သည်ဥပေကမေနာသူတော်အားတို့၏လုံလာပယောကလက်နှင့်အဖျင်း နာပရိနိဗ္ဗာယံဒီပရိနိဗ္ဗာန်ဆံယုထုံးသာမရှိကုန်ဣတိနာတစ္ဆာဝေဒီနာဤသို့ထုတ်ပြန်ဟုံမှန်သောဇုလဝါပါဠိတော်လာမြတ်စွာဘုရားသခင်ရဲ့တရားတော်ကိုရွတ်ဆိုရခြင်းကြောင့်မိငါအသွတိကိုရောစိတ်ပါချမ်းသာခြင်းဇမ္မာချမ်းသာခြင်းဤ နရာနိယောညာဘာအခခတေဟောတုမုတ်ချမဲ့တွေဖြစ်ပေါ်ပါစေသတည်းဤအန္တရေကင်းဂါထာလေးကိုဘုံမုံလွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်လောက်က25နှစ်လောက်ကမန္တလေးမြို့တက်တော်တရားနဲ့၃နှစ်ရှိတဲ့စံငင်းဆရာတော်ကြီးထာမရခဲ့ပါတယ် စံငင်းစရော်ကြီးဆိုတာမဥပင်မဥပင်မြို့အေအာဝရီတိုင်းမဥပင်မြို့နဲ့တဖက်ကန်းစံငင်းဆိုတဲ့ရွာကြီးမှာတရင်သုံးခဲ့တဲ့အတွက်ဒီဆရာတော်ကြီးကိုတက်တော်ရှိဆရာတော်ကြီးကိုစံငင်းဆရာတော်လို့ခေါ်ကြပါအဲ့ဒီစံငင်းဆရာတော်ကြီးစီဘုံဘုံရောက်သွားတော့ဆရာတော်ဖျားဆရာတော်ဖျားလို့တပည့်တော်တို့ အတဲ့ရာကျော်ရှိခြင်းပါတယ်။ကျမ်းဉာဏ်မှာမှချမ်းသာသာလည်းရှိခြင်းပါတယ်။ဘေးဥပါအန္တရယ်လည်းကင်းခြင်းပါတယ်ဖျား။သာသနာပြုလုပ်ငန်းတွေကျေးဇူးပြုမဲ့ဤကောင်းလံကောင်းတွေတပည့်တော်ပေးပါဖျားလို့ဘုံဘုံကလျှောက်ပါတယ်။အဲ့တော့စံငင်းဆရာကြီးကဒီကာထာလေးပေးခဲ့ပါတယ်။စံငင်းဆရာကြီးကဒီကာထာပေးတဲ့အကြောင်းလေးလည်းသူကပြောပြပါတယ်။သူက အဲဒီအင်္ဂလိပ်ခေတ်အင်္ဂလိပ်အစိုးရလက်ထက်လွတ်လပ်ရေးမရခင်တော့ဘုံဘုံတို့စံကင်းမြို့စံကင်းရွာကြီးမှာနေတဲ့အချိန်မအူပင်မြို့မှာလူတွေပလိတ်ကယောဂဖြစ်ပြီးတော့တနေ့ကို40 50တေးကြီးပျက်စီးကြအဲ့တော့ပလိတ်ကယောဂဖြစ်တော့လူတွေနေ့စဉ်နေ့စဉ်အဲ့လိုယောဂဖြစ်သေးတာလူတွေလည်းကြောက်လန့်ပြီးတော့ထွက်ပြေးကြ မဟုတ်ပဲမြို့မှာရှိတဲ့လူတွေတချို့ကစံငင်းရွာကြီးရွှေ့ပြောင်းပြီးတော့ပြေးလာကြအဲ့ဒီလူတွေထဲမှာယောဂါတွေယောဂါပိုးပြီးပါလာတဲ့လူတွေကစံငင်းရွာကြတော့တခါယောဂါဖြစ်သေးကြလူတို့ကနေပြီးတော့တခါကူးဆက်ပြီးတော့ရပြင်လူတွေလည်းပဲယောဂါတွေဖြစ်သေးကြဘုန်းတော်ကြီးတွေလာပင်ပရိတ်ရွတ်ကမဝါဖပြေးကြတာအဲ့တော့ ဥဇင်းนี่ကိုရင်นี่ကဆရာတော်ကြီးလျှောက်တဲ့ဆရာတော်ဖရာတပည့်တော်တို့ပရိတ်ရွက်လည်းပဲတည်တာပဲကမောဟာဖတ်လည်းတည်တာပဲအဲ့တော့ပရိတ်ဒီပါဒီရွက်မနေပါနဲ့တော့ဖရာတပည့်တော်တို့ပရိတ်ဒီကမောဟာတွေလည်းမစွန့်မှုနဲ့တူပါတယ်လို့ပြောတဲ့အဲ့တော့ဆရာတော်ကြီးကမင်းတို့ဒီလိုမပြောကောင်းဘူးမြတ်စွာဘုရားတရားပရိတ်တရားတွေပဲမစွန့်မဲ့ရှိရမလို့မင်းတို့တေချာရွက်ပုံပြီးပုံမကောင်းလို့နေမှာ ။ဒေချာရွေ့ဒီလိုငေါ့ငမ်းပြီးတော့လှွတ်လိုက်။ညကြတော့ဆရာတော်ကြီးကလည်းစဉ်းစားဟုတ်တယ်တို့ပိဋိတ်ဒီလည်းအထထရွေ့ကမ္မဝါရီအထထဖတ်ဖတ်လည်းပဲလူတွေသေးကြတာယောဂတွေမပြောက်ဘူး။တခုခုတော့လိုးနေပြီနဲ့တူတယ်။ဘာများလိုးနေတယ်လဲဟဲ့လို့သူကစဉ်းစားတော့မှသူငယ်ဆရာပြောဘူးတဲ့စကားလေးအမှတ်ရတယ်ငယ်ဆရာကဘယ်လိုပြောဘူးတလဲဆိုတော့ ငါတပည့်ရံခါမဲ့ပရိတ်တီရွလည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်။ကမောဟာရီဖတ်လည်းပဲမစွန်းမဲ့ဖြစ်တတ်တယ်။အဲ့လိုပရိတ်တီကမောဟာရီမစွန်းမဲ့ဖြစ်နေတဲ့အခါဆိုရင်ဟောဒီဂါထာလေးဒါနောက်ပိုင်းက၃ရောက်ရွလိုက်ကွာ။အဲ့ဒါဆိုစွန်းတာပဲလို့ဆိုပြီးတော့ခုနရွပြတဲ့ဂါထာလေးကို၃ရောက်ရွခိုင်းတယ်ဒီဟုတ်ပြီတို့ဒီဂန္ဓာလေးကြမ်းနေလို့မစွန့်တာပဲဆိုပြီးတော့ သူကအဲဘောပေါ်မယ်မြေပြူဒဏ်နဲ့ဂုဏဂါထာလေးရေးရေးပြီးတော့ကြောင်းရှိတဲ့ဥစဉ်နေကိုရင်နေအကုန်ခေါ်မင်းတို့ဒီဂါထာကြောင်းကျဲမရတဲ့လူမအိပ်ရဘူးတင်ညာလုံးကြက်ခိုင်းမှာရတဲ့လူကတော့သွားတော့ဆိုတော့တချို့ညံကောင်းတဲ့လူကတော့တစ်ခေါက်နှစ်ခေါက်ကြက်လိုက်ရဆရာတော်ကြီးပြန်ပြသွားအဲ့ဒါလို့နဲ့နောက်တနေ့ ကြတော့ပရိယုကမောဖပြီးပြီဆိုရင်ခုနပြောသလိုဒီကံထာလေးကိုသုံးកောက်ယွတ်လိုက်သုံးកောက်ယွတ်လိုက်တယ်ဆိုရင်အဲ့ဒီယွတ်တန်ကြားတဲ့ပုဂ္ဂိုလ်ကြီးကိုလုံးယောဂဖြစ်တဲ့ပုဂ္ဂိုလ်ကြီးလည်းပြောက်ယောဂမဖြစ်သေးတဲ့ပုဂ္ဂိုလ်ကြီးလည်းမဖြစ်တော့သွားမီဟေးကူမညီကောင်လန်ကောင်တွေ့ပြီကွာဆိုပြီးတော့သူတို့ကကြိုးစားယွတ်ကြကြောင်းရှိတဲ့ဥစဉ်နေကိုရင်နေတရားမှအတံမထွက်တော့ဘူးတဲ့ဟိုအိမ်လိုက်ယွတ်ဒီအိမ်လိုက်ယွတ် တချို့ကလည်းပဲအဲဟိုဘေးရွယ်ဖို့ဘေးကမ္ဘဝဖားဖို့ဘေးပွဲလေးအဲအုံမွေအပြောပွဲလေးမတတ်နိုင်တော့ဆရာတော်ဒီလားမပင့်ဘူးတဲ့မပင့်ရဲဘူးဒါသူတို့ကတရင်ကြရင်သွားရွက်လာပဲမင်းတို့ဘာမပင့်ရဲရမလို့ကွာသူအုံနေငါပြောဒီလိုချင်လို့မဟုတ်ဘူးရွက်မယ်ဆိုပြီးတော့မပင့်တဲ့ကိုတော်ဒီလည်းမပင့်တဲ့အိမ်ဒီလည်းပဲသွားပြီးတော့ရွက်ကြ အဲ့တော့တရားမှရှိတဲ့ဥစဉ်ကိုရင်တရားမှအတန်မထွက်တော်ဘူးလေအတန်ဝင်းကုန်တာအဲ့တော့ဆရာတော်ကြီးကစဉ်းစားပြန်တယ်အင်းကြောင်ရှိတဲ့ကိုရင်ဥစဉ်တော့အတန်မထွက်တော်ဘူးဘယ်လိုလုပ်ရမလဲဆိုတော့နောက်ကြကျိုးလေးတွေအဲကျိုးလေးတွေပရိတ်ကျိုးလေးတွေတထောင်တထောင်တွာတထောင်ဆိုတော့တပေးနဲ့6လက်မှာပေါ့တထောင်တွာဆိုတော့2ပေးလောက်ထားပါထားကြပါစို့ အဲဒီလောက်နှစ်ပေလောက်နှစ်ပေတာရာလောက်ကျိုးလေးတွေအကုန်ဖြာဖြတ်ပြီးတော့ကျိုးလေးတကျိုးတကျိုးမယ်အထုံးငါးရုံးကြီးထုံးတယ်သူကအထုံးငါးရုံးကြီးထုံးတာကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအထုံးလေးတထုံးထုံးလာ ဒုတိယံဘိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံဘိဓမ္မံတရဏံကိစ္ဆာမိဒုတိယံဘိသံဃံတရဏံကိစ္ဆာမိအဲဒုတိယအထုံးလေးတထုံးထုံးတတိယံဘိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံဘိဓမ္မံတရဏံကိစ္ဆာမိတတိယံဘိသံဃံတရဏံကိစ္ဆာမိတတိယအထုံးလေးတထုံးသုံးထုံးဖြစ်သွားပြီးတော့မှတန်ဘုဒ္ဓီကာထာရွတ်ပြီးတော့တထုံးပြီးတော့မှ အထာနာမိတံဒီကထာအထာနာမိတံဘိခွေနဝကတောယံဘရုပကမိနာတထာကတံဇီဝိတာဝရောပိယအနုပကမိနာဘိခွေတထာကတာပရိနိဗ္ဗာယံဒီအေဒီနာသစ္စာဥဇိနာတုထိမိဟောတုတဗရာသူများအတွက်ဆိုရင်တော့တုထိတေဟောတုတဗရာအဲ့လိုရွေးပြတထုံးအဲ့လုံးနဲ့၅ထုံးပေါ့ ဗုဒ္ဓံတရဏံကိသာမိနဲ့တထုံဒုတိယမိနဲ့တထုံ တတိယမိနဲ့တထုံသံဗုဒ္ဓေကာထာရွေးပြီးတော့တထုံအာထာနာမိတံသုံးောက်တထုံအဲ့လိုနဲ့ထုံ၅ရုံထုံထုံပြီးပြီးဆိုတာလက်ဖွဲ့လေးဖြစ်တပိတ်ထဲထည့်ထားဥစဉ်နေကိုရင်နေတင်းပေးပြီးတော့အာလုံးရှိတဲ့ဥစဉ်နေကိုရင်နေလက်ဖွဲ့ထိုးတက်သွားအဲ1900ပေါ့အဲ့လိုလက်ခွဲတွေထိုးထားပြီးပြီးဆိုတပိတ်တွေထည့် ထဲ့ပြီးရင်တိမ်နေသွားကြောင်းရှိတဲ့ဥစဉ်နေအကိုရင်နေအကုန်လုံးဝိုင်းပြီးတော့တရေရွေးကမဝဖာဖတ်ပြီးပြီဆိုလို့ရှိရင်ဘုံဘုံတို့ပြေရွေးကမဝဖတ်ပြီးရင်အဲ့ဒီအဌာဏမေတံဂါထာ၃ကောက်ရွတ်ဖတ်လိုက်ပါတယ်ရွတ်ဖတ်လိုက်လို့ရှိရင်ဒါတိတိမြောက်တယ်တဲ့အဲ့အဲ့တော့နောက်တစ်ခါနောက်တနေ့ကျတော့ရွာတွေကလူတွေလာကြ တပီတော်တို့အိမ်ပေးရွေကြွပါအောင်ဖျားယောဂဖြစ်လို့ပါဖျားမင်းတို့အိမ်လူပဲနှစ်ယောက်တော့၅ယောက်ပါဖျားဆိုရင်လက်ဖွဲ့လေး၅ခုပေးလိုက်အဲ့ဒီလက်ဖွဲ့လေး၅ခုတစ်ခုတစ်ခုကိုလူတယောက်တယောက်လက်မောင်းမှချီးထားလက်မောင်းမှချီးခြင်းနဲ့ပုဂ္ဂိုလ်ကလယ်ပင်မှချီးထားလိုက် အကုံယောဂါတွေပျောက်ဖြစ်ပြီးသားယောဂါတွေပျောက်မဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေလည်းမဖြစ်တော့ဘူးဟံမီဟေးဆိုအဲ့လိုလုပ်အဲ့လိုနဲ့သူ စံငင်းဆက်ရွာကြီးမှာရှိတဲ့ပလိကယောဂါကြီးကဲခဲ့တဲ့အကြောင်းဆတော်ကြီးကဖုံဖုံကိုအမိန်ရှိပါတယ်။အဲဒါဘုံမောကလည်းသဘောကျပြီးအဲ့ဒီကစပြီးတော့ခုနှစ်ပေါင်းအစေးလောက်30လောက်ရှိသွားပါပြီ။ဗရိတ်သေးရွကမဝါရီဖအဲပြီးပြီဆိုရင်အာထာဏမိတ္တန်3ောက်ရွဖားတယ်။အဲ့ဒီတဲ့အတွက်အလွန်တရာမှအကျိုးအာနိသင်ရှိယောဂအန္တရေဒီအကုန်ပြောက်ပါတယ်နော်။ ဘယ်စစ်သားတွေဘုံဘုံကြီးလက်ဖွဲ့လာတောင်းစစ်သားတွေလာလက်ဖွဲ့တောင်းရင်လည်းပဲဒီလက်ဖွဲ့လေးတွေဘုံဘုံကထိုးထားမထိုးရသေးဘူးမရှိဘူးဆိုရင်မင်းနောက်နေ့မှလာခဲ့ငါလက်ဖွဲ့ထိုးထားလိုက်မယ်ညပေးပဋ္ဌာန်းရွတ်လို့ရှိရင်လည်းပဋ္ဌာန်းရွတ်ပြီးတဲ့နောက်ပဋ္ဌာန်းရွတ်တဲ့အခါလက်ဖွဲ့တွေကိုင်းပြီးတော့ရွတ်အဲ့လိုရွတ်ပြီးတော့စစ်သားတွေပေးလိုက်ဆိုစစ်သားတွေတိုက်ပွဲတွေပါနေမယ်အန္တရာယ်ကင်းတဲ့အကြောင်းသူတို့ကပြန်ပြောင်းပြီးတော့ပြောပြပါတယ် အဲကောင့်ကုတ္တနာပရိသပေါင်းသူတောကောင်းတို့တိုင်သူပြည်သာလူများတို့ချမ်းသာအောင်ဒီဂါထာလေးအန္တရာယ်ကင်းဂါထာလေးကို နေ့စဉ်နေ့စဉ်ရွတ်ဖတ်တရကြပါရွတ်ဖတ်တရသဖြင်အလွန်တရာဆိုးွားတဲ့ယောဂာကြီးတွေဧကန္နပျောက်ပါတယ်ဘေးဥပအန္တရာယ်ရန်တော်တဲ့မုံတိုင်းဘေးကြီးတွေလည်းကင်းဝေးပါတယ် အလုံးသောပရိဒပောင်သူတော်ကောင်းနှင့်တော်တိုင်းလူပြည်သားလူအများတို့ဘေးဥပအန္တရာယ်ရန်တော်တော်ကင်းပြီးတော့သာသနာအကျိုးတိုင်းပြည်အကျိုးတည်ဖို့ရွတ်ဆောင်နိုင်ကြပါစေဖုံဖုံဒီကာထာလေးသုံးောက်ထပ်ပြီးတော့ရွတ်လိုက်ပါဦးမယ်ရွတ်ပြီးရင်ပြီးပါပြီနော်အထာနာမေတံဘိကဝေနဝကာတောယံဘရုပကမေနာတတကတံဇီဝိတာဝရောပိယ အနုဘဂမေနာဘေကဝေတထာကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုသဗ္ဗတာအထာနမေတံဘေကဝေနဝာကာတောယံပရုဘဂမေနာတထာကတံဇီဝိတဝရောပိယအနုဘဂမေနာဘေကဝေတထာကတာပရိနိဗ္ဗာယံတိဣတိနာသစ္စာဝစေနာသူတိမေဟောတုသဗ္ဗတာ အတ္တနာမိတံဝိခဝေနဝကတောယံဘရူပကမေနာတတကတံဇီဝိတဝရောပိယအနုပကမေနာဝိခဝေတတကတပရိနိဗ္ဗာယံတိဣတိနာတစ္ဆဝဇေနာသူတိမေဟောတုတဗ္ဗရာသာဓုသာ